မင်္ဂလာပါသူ widetilde YouTube channel အနေနဲ့ကြိုဆိုပါတယ်သူ widetilde YouTube channel အနေပြီးတော့သူတရတစာပေကောင်းကြီးကိုအမြဲလိုလိုပြန်လည်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ကြိုင်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ပေးသွားကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဒါတော့အဖေတတိစီးပွားရေးလုပ်ငန်းတင်ကြောင်းအပိုင်း၅ဖြစ်ပါတယ် ဆွဲတွင်တင်မီမိတ်ဆွေဆွဲချမီမိတ်ဆွေကျွန်တော်ဒီလုပ်ငန်းလို့မိတ်ဆွေတွေကဘလို့ပြောကြမှာပါလိမ့်ဆိုတဲ့စကားအမေကွန်တစ်ခုဖြစ်တယ်လို့စိုးရိမ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကိုရဲ့ဈေးကိုကိုပေါ်ဆောင်ရေးကုမ္ပဏီတခုကပြုလုပ်တဲ့ပညာရေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့တော့အဲ့ဒီမိကွန်အဲ့ဒီဆွေးရင်မှုကျွန်တော်အချိန်ပေါင်းများစွာကြားခဲ့ရပါတယ်နောက်ထပ်ခဏခဏကြားခဲ့ရတဲ့ဆွေးရင်မှုတခုကတော့သူတို့ကကျွန်တော်ကိုအယူလို့ထင်ကြမှာပဲဆိုတဲ့စကားပါလူအများစုကစီးပွားရေးအခွင့်အလမ်းရှိနေတာအောင်မှာ သူတို့ရဲ့ငွေကြေးအကျက်တွေကလွတ်မြောက်ချင်တာတော့မှသူတို့အတွက်အဟန်သားကြီးတစ်ခုကကာစီးနေသေးတယ်။အဲ့ဒီအဟန်သားကြီးကတခြားမဟုတ်ဘူး။သူတို့အနေနဲ့ကွန်ရက်ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းကိုလုပ်ရင်မိသားစုနဲ့မိစေတွေကပြစ်တင်ဝေဖန်မှာကြောက်တဲ့စိတ်ပဲ။တနေ့ညနေခင်းမှာတလင်းကွာမိုးဆိုးမှလေကြောက်ကလူပေါင်း30လောက်ရှိမှရက်ပြီးစကားပြောနေတယ်။အဲ့ဒီလူတွေကကွန်ရက်ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းမှာသူမှတွေ့ရှိခဲ့ရတဲ့စီးပွားရေးခွင်လန်းကြောင့်တည်ကျင်လို့လာရောက်နားထောင်ကြတဲ့လူတွေဖြစ်တယ်။မိုးဆိုးမှလေက သူမအကြောင်းကိုစတင်ပြောပြတယ်ကျမယောက်ျားကျမကိုကလေးလေးယောက်နဲ့ဆုံးပြထားခဲ့တယ်ဒါပေမဲ့ကျမစိတ်တမကြဘူးလူမှုဖူလုံရေးထောက်ပံ့ကြီးမြို့ကိုရဲဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းကိုစလုပ်တယ်အခုဆိုရင်အချိန်ပိုင်းတစ်နှစ်တာဝင်ငွေဒေါ်လာ6000ကျော်ရှိပြီးတော့ကလေးငယ်တွေကိုလည်းအချိန်ပြည့်ပြည့်စုံဆောင်ရှောက်နိုင်ပြီး ီလုပ်ငန်းဟာကျမကိုလုံခြုံမှုမျှော်လင့်ချက်ဘဝထိမ့်မတ်မှုနဲ့အရေးကြီးဆုံးဖြစ်တဲ့တာသမီလေးတွေနဲ့အချိန်ပြည့်နေနိုင်မှုစတဲ့အကျိုးစီးကျေးဇူးတွေကိုပေးတယ်။ဒါအပြင်လုပ်ငန်းတိုးတက်လာတာကြောင့်နောင်စင်းနေဆိုရင်ကျမတန်းကျဲတစ်ထည်ဖြစ်တော်မယ်။ကျမအလုံဟောင်းမစွန့်နိုင်ခင်ဒီလုပ်ကိုဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူး။ဒီလုံငန်းပုံကိုယ်ရဲ့အကူအညီကိုမရရင်လေဒီလုံငန်းကိုဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီအမျိုးသမီးလေးဖို့ ပတ်စံအဓိကအရေးကြီးဆုံးအရာမဟုတ်ဘူးစီးပွားရေးလုပ်ငန်းကသူမကိုသူမရဲ့ဘဝပြန်ပေးခဲ့တာဟာအရေးကြီးဆုံးအချက်ပဲပြီးတော့သူမအနေနဲ့နှစ်ပေါင်းများစွာစိတ်မကူးရခဲ့တဲ့မျောလင်းချက်တွေကိုလည်းအာမန်အပြည့်နဲ့စိတ်ကူးလာနိုင်ခဲ့တယ်။နောက်ပြီးအမေးပြေခံရကြတော့လေ။ကျမအနေနဲ့ကလေးတွေကိုလည်းတက္ကသိုလ်ပညာပေးနိုင်ခဲ့တယ်။ကျမအသက်ကြီးလာတဲ့အချိန်မှလည်းသူတို့ကပြူးစုစောင့်ရှောက်နေကြမလို့တော့ဘူး။ ကျမကသူတို့အတွက်ဝင်တော့ဝင်ဖို့တခုမဖြစ်တော့ဘူးဒါဟာနောင်ရေးအတွက်ယဉ်အေးရခြင်းပဲဒါဟာစိတ်ချမ်းသာခြင်းပဲလို့သူမထပ်ပြီးပြောလိုက်ပါသေးတယ်ဆွေးနွေးပွဲပြီးတော့ကျွန်တော်ကကျွန်တော်ဖိတ်တဲ့ပုံကိုကျေးဇူးတင်စကားပြောတယ်အဲ့ဒီနောက်တကားဝကိုရှောက်လာတော့မှကျွန်တော်လိုပဲဆွေးနွေးပွဲလာတက်တဲ့အမှုဆောင်ရာရှိလေးတယောက်ကဒီဆွေးနွေးပွဲကိုဘယ်လိုမြင်ပါသလဲလို့ကျွန်တော်မေးပါတယ် တိတ်ပြီးကောင်းတဲ့စီစဉ်မှာပဲဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တိတ်ပြီးကောင်းလို့အားကြီးနေတယ်လို့ထင်ပါတယ်မောင်ရင်နေတဲ့အချိန်နဲ့နဲ့ယူလေးလာကြည့်ပါလားဒီလုပ်ငန်းကမောင်ရင်ရှာဖွေနေတဲ့လုပ်ငန်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီလူတွေအကြောင်းကျွန်တော်လည်းသိပါတယ်အဲ့ဒီတော့သူလည်းကောက်သူကပေါ်တက်ကျွန်တော်လည်းကျွန်တော်ကပေါ်တက်ပြီးညအမောင်နဲ့မောင်းထွက်လာခဲ့ကြတော့တယ်အားလုံးနဲ့မှအခက်အခဲဆုံးလို့1986ခုနှစ်မှာ မိတ်ဆွေညောင်နဲ့ပေါင်းပြီးနိုင်ငံကက်ခွာပတ်ဆိုင်လုပ်ငန်းကိုကျွန်တော်တည်ထောင်နေကျွန်တော်တို့၃ယောက်0 company မှာအချိန်ပြည့်လုပ်ကင်နေရင်ကအချိန်ပိုင်းလုပ်ငန်းပြည့်ခြေဖွားလက်ဖွားအချိန်တွေကစပြီးတည်ထောင်ကြရတာကျွန်တော်အနေနဲ့အဲ့ဒီ company မှာတာရှည်မလုပ်နိုင်ဘူးဆိုတော့တည်နေတယ်ဘာကြောင့်လဲဆိုရင်ပတ်ဆိုင်လုပ်ငန်းကတဏီတခြားပိုလို့အောင်မြင်လာလို့အချိန်ပြည့်လုပ်ကင်မှုလိုအပ်လာတာကြောင့်ဖြစ်တယ်ဒီအကြောင်းကို company ကလုပ်ဖို့ကင်မဲ့တချို့ပြောပြတော့သူတို့ကတယောက်တစ်ပေါက်ဝေဖန်ပြောဆိုကြတယ်အထက်တန်းအယောင်းသမားတယောက်ကမင်းအယူပဲ ထိုင်နေအကောင်းသာထသွားမှကျိုးနေအောင်မယ်နော်လို့တတိပေးတယ်။နောက်တစ်ယောက်ကဒီကုမ္ပဏီမှာလှုပ်ချင်တဲ့လူတွေတန်းစီနေတော့တိတဲ့သားနဲ့များကွာ။မင်းအခုလုပ်နေတဲ့အလုပ်ကတကယ်အလုပ်ကောင်းမယ်လားကလည်းကောင်းတယ်။ယာရုကတက်လန်းလေးရှိတယ်။မင်းသာစီကန်းလိုက်နိုင်ပြီးစူးစမ်းလုပ်မယ်ဆိုရင်အယောင်မန်နေဂျာဖြစ်မှာတေးကြတယ်။ဒီလောက်ကောင်းတဲ့အလုပ်ကိုဘာဖြစ်လို့လက်လွတ်ချင်ရတာလဲလို့စေတနာပြည့်နဲ့တားပါတယ်။နောက်ထပ်တစ်ယောက်ကလည်းမင်းအခုထက်ထွက်သွားပေမယ့်တနေ့ပြန်လာရမှာပါကွာ။မင်းလူလူတွေငါအများကြီးတွေ့ဖို့ပါတယ်။ ကိုယ့်ကိုယ်တိတ်ပြီးထင်ကြီးတဲ့လူတွေပေါ့သူတို့ထွက်သွားကြတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကြတယ်လုံးဝမအောင်မြင်ဘူးနောက်ဆုံးကျတော့အမိကုတ်ပြီးကုမ္ပဏီကိုပြန်ဝင်လာကြတာပဲလို့တေယောသံကလေးနဲ့ပြောပါတယ်အမျိုးသားအယောင်သမား6ယောက်နဲ့အမျိုးသမီးအယောင်သမား2ယောက်တို့ကတဟားဟားနဲ့ရဲလိုက်ကြတယ်ပြီးတော့ကုမ္ပဏီကထတ်ထုတ်မဲ့မိတူကူဆက်တဲ့အကြောင်းဆက်ပြောပြပြီးနောက်ပိုင်းမှာစကားဝိုင်းရဒီနေ့ည baseball ပြိုင်ပွဲအကြောင်းကိုရောက်သွားတော့တယ်အဲ့ဒီမှာငါတော့ငါလုပ်ငန်းနဲ့ငါယူမဲ့တဲ့အကြောင်းမဆိုင်တဲ့လူတွေကိုပြောပြမိတာကြီးကျယ်မာသွားပြီလို့ကျွန်တော်ကိုကျွန်တော်သတိရလိုက်ပါတယ် တကယ်တော့ကျွန်တော်ကိုယ့်ကိုဆွဲတင်မဲ့လူတွေကိုပြောပြရမယ်ဆိုဆွဲချရမယ့်လူတွေကိုပြောပြမိတာပါလုံခြုံတည်မဲ့တဲ့အလုပ်ကထွက်ပြီးကိုယ်ပိုင်လုပ်ငန်းတည်ထောင်ရေးကိစ္စမှာအခက်အခဲဆုံးအပိုင်းဟာမိသားစုတွေမိတ်ဆွေတွေနဲ့လုပ်ဖို့ကိုင်းမဲ့တွေကဘယ်လိုပြောကြမလဲဘယ်လိုတင်ကြမလဲဆိုတဲ့အချက်ပဲကျွန်တော်ဖို့တော့ဒီအချက်ဟာအားလုံးနဲ့မှအခက်အခဲဆုံးလုပ်ပါပဲအလုပ်ပြောင်းခြင်းမဟုတ်လေးစိတ်ပိုင်းပြောင်းခြင်းအောက်ဖော်ပြပါစကားမျိုးတွေကိုလူတွေပြောနေကြပါတယ်မိတ်ဆွေအနေနဲ့ဘယ်နဲ့ချင်းတော့ကြားဘူးပါတယ် ငါလက်ရှိလောက်ကထွက်ချင်တယ်ငါအလုတ်တစ်ခုပြီးတစ်ခုပြောင်းရတယ်ညင်းငွေလှပြီငါဒီထက်ပိုပြီးပတ်ဆိုင်ရချင်တယ်ဒါပေမဲ့အလုတ်ကလည်းမထွက်ရဘူးကိုပိုင်လုပ်ငန်းလုပ်ဖို့မဖြစ်နိုင်သေးဘူးပြီးတော့ကြောင်းပြန်တက်ပြီးတက်မွေးမှုပညာရဲ့တစ်ခုခုလည်းမတင်ချင်ဘူးငါလာကတိုးတိုင်းအများစုအခွန်ကောက်ကပဲနှုတ်ယူသွားတယ်ငါအစွမ်းကုန်ကြိုးစားပြီးလုပ်ပါတယ်ဒါပေမဲ့ကုမ္ပဏီပိုင်ရှင်တွေပဲချမ်းသာသွားကြတာပဲငါကြိုးစားလုပ်ပါတယ်ဒါပေမဲ့ဝင်ငွေတိုးမလာဘူးအငိမ့်စားယူခြင်းနဲ့စိတ်တော်ပေါက်လာ တိုးတက်လာတဲ့စက်မှုနီးပညာနဲ့ပညာတတ်လူငယ်အမှုတန်းတွေကငါ့ကိုပါထုတ်ပြစ်လိုက်မှာကိုတွေးပြီးကြောက်နေမိတယ်။ငါဒီလောက်ထိစူးစမ်းမလုပ်နိုင်တော့ဘူးငါသက်ကြီးလာပြီ။ငါသွားဆရာဝန်ဖြစ်ဖို့သွားဘက်ဆိုင်ရာတက်ကူတက်ခဲ့တယ်။ဒါပေမဲ့သွားဆရာဝန်မလုပ်ချင်ဘူး။ငါထူးထူးခြားခြားတစ်ခုခုလုပ်ခဲ့တယ်။လုပ်ချင်တယ်။လူသစ်တွေနဲ့တွေ့ချင်တယ်။ကြီးပွားခြင်းတွေမရှိတဲ့အီယောအီယောသမားတွေနဲ့အလုတ်အတူလောက်ကင်ပြီးအချိန်ဖြုံးနေရအောင်ညင်းငွေလာပြီ။အလုတ်ဖြုတ်မခံရရော လုံနေတဲ့လူတွေနဲ့တွဲလို့နေရတာကိုစိတ်ကုန်နေပြီအလုတ်ကထွက်မသွားနိုင်ရုံမငဲ့ရုံတမဲသာလာစားပြီးသားရတဲ့ကုံဒီမှာလုံနေရတာကိုစိတ်တက်ကြနေပြီအဲ့ဒီစကားတွေကငွေကြေးလက်ပတ်မှု၄စိတ်ပိုင်းတွေကတပိုင်းပိုင်းထဲမှာပိတ်မိနေတဲ့လူတွေကြုံရတဲ့ရင်နှင်းခံစားချက်တွေပဲအဲ့ဒီစကားတွေက၄စိတ်ပိုင်းပြောင်းမှုအသိဖြစ်နေတဲ့လူတွေရဲ့ရင်ဖွင့်စကားတွေပဲဒါပေမဲ့ဝမ်းနေစရာကောင်းတာကသူတို့ဟာ၄စိတ်ပိုင်းမပြောင်းမဲ့အလုတ်တာပြောင်းကြတဲ့အချက်ပဲငွေကြေးလေပတ်မှု၄စိတ်ပိုင်း အဖေတတိစာစဉ်ကထုတ်ဝေတဲ့ကျွန်တော်ရဲ့ဒုတိယမြောက်စာအုပ်ဟာ Rich Dad Cash Flow Quadrant ဖြစ်ပါတယ်။အဲ့ဒီစာအုပ်ဟာကျွန်တော်ရဲ့အရေးပါဆုံးစာအုပ်ဖြစ်လူတော်များများပြောပါတယ်။အထူးသဖြင့်အလုပ်ပြောင်းရွံတတ်တတ်မဟုတ်ပဲဘဝပြောင်းလုပ်ငန်းတွေကိုလှုပ်ချင်ကြတဲ့သူတွေကပြောတာဖြစ်ပါတယ်။အောက်ပါပုံစံကအဖေတတိရဲ့ငွေကြေးလေပတ်မှု40ပိုင်းပုံစံဖြစ်ပါတယ်။ E employees လာကစားအမှုတန်း S small business owner လုပ်ငန်းသေးပိုင်ရှင် B business owner လုပ်ငန်းကြီးပိုင်ရှင် I investor ယင်းနှမြုံနံသူမိတ်ဆွေဘယ်မျိုးသားမှာပါဝင်ပါသလဲမိတ်ဆွေဘယ်လေးဘိတ်စိတ်ပိုင်းထဲမှာပါဝင်သလဲဆိုတာကိုသိရတဲ့ဤကတော့မိတ်ဆွေဆွေရဲ့ငွေကြေးဘယ်လေးစိတ်ပိုင်းတွေကလဲပတ်တယ်ဆိုတဲ့အချက်ပဲဥပမာမိတ်ဆွေဟာကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုကရရင်ဒါမှမဟုတ်ကိုယ်ပိုင်မဟုတ်တဲ့လုပ်ငန်းတစ်ခုဒါမှမဟုတ်ကုမ္ပဏီတစ်ခုကရရင်မိတ်ဆွေရဲ့ဝင်ငွေဟာ ease လေးစိတ်ပိုင်းထဲမှာလေပတ်နေတာဖြစ်တယ်။ယင်းဤမြို့နယ်မှာလုပ်ငန်းကြောင်ပတ်စံတွေအများကြီးရရင်မိတ်ဆွေဟာအိုင်လေးစိတ်ပိုင်းသမှာပဲလုပ်ငန်းသေးပိုင်ရှင်ဆရာဝန်ရှေ့နေတိုက်တာ ချမ်းမြေပွဲစားစတဲ့တယောက်ယောက်ဆိုရင်မိတ်ဆွေဟာ S လေးစိတ်ပိုင်းသမှာဖြစ်တယ်။ဒါပြင်စီးပွားလုပ်ငန်းကြီးတစ်ခုခုဒါမှမဟုတ်လုပ်သား900ထက်ပိုတဲ့လုပ်ငန်းတစ်ခုကုမ္ပဏီတစ်ခုကိုပိုင်ရင်မိတ်ဆွေဟာ B လေးစိတ်ပိုင်းသမှာဖြစ်ပါတယ်။ကွဲပြားသောလေးစိတ်ပိုင်းကွဲပြားသောတန်ဖို့ ဒီကွဲပြားချက်ကိုအဖေတတိယကျွန်တော်အစောကြီးကလေးကရှင်းပြခဲ့ဥပမာ E နေစိတ်ပိုင်းသမားဟာတန်ရှင်းရေးလုပ်သားလည်းဖြစ်နိုင်တယ်လို့ကုမ္ပဏီဥက္ကဋ္ဌကြီးလည်းဖြစ်နိုင်တဲ့အတွက်အဓိကတန်ဖိုးနဲ့အတွဲချင်းတူညီတယ်တန်ရှင်းရေးသမားပဲဖြစ်ဖြစ်ကုမ္ပဏီဥက္ကဋ္ဌပဲဖြစ်ဖြစ် E နေစိတ်ပိုင်းသမားတွေဟာငါကလုံခြုံစိတ်ချရတဲ့အလုပ်ကိုရှာနေတယ်ငါတို့အချိန်မို့လောက်ခဘလောက်ရမလဲ လာစားပြီးနားရဘလောက်ရမလဲစတဲ့အချက်တွေကိုပဲစဉ်းစားကြတယ်ပြောဆိုကြတယ်တနည်းပြောရရင်အေးလေးစိတ်ပိုင်းသမားရဲ့အရေးကြီးတဲ့အဓိကတန်ဖိုးဟာဘဝလုံခြုံရေးပဲ S လေးစိတ်ပိုင်းတန်ဖိုး S သမားရဲ့အဓိကတန်ဖိုးကလွတ်လပ်မှုဖြစ်တယ်သူတို့ကလွတ်လပ်မှုကိုလိုလားတယ်ကိုလုံးချင်တဲ့လုံကိုလွတ်လပ်စွာလုံချင်တယ်လူတယောက်ကငါလက်ရှိလုပ်ငန်းထွက်ပြီးကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်လို့ပြောရင်အဲ့ဒီလူက E သမားဘွားကနေပြီးတော့ S သမားဘွားကိုကူးဖို့စိတ်ကူးနေတာဖြစ်တယ် S မားတွေထဲမှာအသေးစားလုပ်ငန်းရှင်တွေမိသားစု လုပ်ငန်းရှင်တွေပါရဂူတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေပါဝင်ကြတယ်ဥပမာ ကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူကရုပ်တံ screen ကြီးတွေတယ်လီဖုန်းတွေနဲ့တတိအင်ကြီးတွေအတွက်လုံခြုံရေးစနစ်တွေတက်ဆင်တယ်သူ့မှာဝန်ထမ်း၃ဦးပဲရှိတယ်ဝန်ထမ်း၃ဦးရဲ့ boss ဖြစ်ရတာကိုသူကျင်းတယ်သူကအစွဲကြီးပြီးတော့အလုပ်ကျိုးစားတဲ့ S တမားဖြစ်တယ်အင်ချမ်းမြေပွဲစားနဲ့အသက်အာမခံကိုယ်စားလှယ်တွေက commission စား S တမားတွေပေါ့လုပ်ငန်းကြီးတွေနဲ့မဆိုင်တဲ့ဆရာဝန်ရှေ့နေ စည်ရင်ကန်စသူတွေလည်းအက်စတမာတွေပဲသူပြောတဲ့ဇကားနဲ့အက်စတမာကိုသိနိုင်တယ်သူတို့ပြောလို့ရှိတဲ့ဇကားတွေကတော့ခမားတစ်ခုခုလှုပ်ချင်ကိုတိုင်းသာလှုပ်ကျုံမှာအကောင်းဆုံးကွန်ပစီတွေရှိတယ်ဘယ်သူမှတီးတက်ကောင်းအောင်မလုပ်နိုင်ဘူးဆိုတာမျိုးတွေဖြစ်တယ်အက်စတမာတွေကသူတို့ရဲ့ဝင်ငွေကိုတစ်ခါတည်းကော်မရှင်အဖြစ်အလုပ်လုပ်အလုပ်ချင်ရအလုပ်ခအဖြစ်ရရှိကြတယ်ဥပမာအက်စတမာတစ်ယောက်ကငါကော်မရှင်နှုန်းကစုစုပေါင်းဝယ်ယူဈေးနှုန်းရဲ့ 600ခိုင်နှုန်းပဲဒါမှမဟုတ်ကျုပ်ကတနာယိုဒေါ်လာ100ယူတယ်ဒါမှမဟုတ်ကျုပ်ယူတဲ့နှုန်းကကုန်ကြစည်အပြင်100ခိုင်နှုန်းပဲဆိုတဲ့စကားမျိုးတွေပြောလို့ရှိတယ် S 40ဘိုင်းတမားစီးပွားရေးလုပ်ငန်းရဲ့ဇက်လိုက်ပဲငါတို့ဒီလုပ်ငန်းကိုကိုယ်ပိုင်အဖြစ် ကိုယ်တိုင်လုပ်မှာပဲဆိုတာ S40 ဘိုင်းတမားရဲ့လက်တုံးစကားဖြစ်တယ် B40 ဘိုင်းတမ်းဘူးခြေဘွားလက်ဘွားအခြေအနေကစတင်ပြီးတော့ B40 ဘိုင်းလုပ်ငန်းကြီးတွေကိုတည်ထောင်တဲ့လူတွေဟာတခါတည်းရန်ဘဝရည်မှန်ချက်ကြီးမားသူတွေဖြစ်တတ်တယ် သူတို့ဟာအစုအဖွဲ့နဲ့ကြီးကြီးကျယ်ကျယ်လှုပ်တာကိုတံမိုးထားတယ်။ဖြစ်နိုင်ရင်လူပေါင်းအမြောင်များနဲ့လုပ်ကန်ကျင်တယ်။ဝန်ဆောင်မှုပေးကျင်တယ်။အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ General Electronic Company ကိုတည်ထောင်သူ Thomas Edison, Ford Motor Car Company ကိုတည်ထောင်သူ Henry Ford, Microsoft Company ကိုတည်ထောင်သူ Bill Gates တို့လိုပုဂ္ဂိုလ်မျိုးတွေပေါ့။ S40 ပိုင်းတမားကသူ့လုပ်ငန်းမှာအကောင်းဆုံးဖြစ်ကျင်တယ်။ B40 ပိုင်းတမားကအကောင်းဆုံးဖြစ်တဲ့အခြားလူတွေကိုရှာပြီးသူ့လုပ်ငန်းမှာရွေးချယ်ခံထားတယ် စောစောကပြောခဲ့ဟန်နရီဖိုးကသူ့ထက်တော်တဲ့လူတွေကိုရွေးချယ်ဖွေရွေးချယ်ပြီးခံထားတယ် S40 ပိုင်းသမားတွေကလုပ်ငန်းသေးသေးလေးတွေကနေအတော်ဆုံးလူတွေဖြစ်တတ်တယ်ဥပမာဆရာဝန်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လိုမျိုးပေါ့ဝင်ငွေနဲ့ပတ်သက်ရင် B40 ပိုင်းသမားဟာသူ့လုပ်ငန်းကထွက်သွားပေမဲ့ဝင်ငွေရှိနေသေးပဲ S40 ပိုင်းသမားတွေကြတော့များသောအားဖြင့်လုပ်ငန်းရက်စဲရင်ဝင်ငွေလည်းရက်စဲသွားတယ်ဒါကြောင့် မိတ်ဆွေအနေနဲ့ငါဒီနေ့အလုပ်ရက်စဉ်ငါဝင်ပြီဘယ်လောက်စောင့်ဝင်အောင်မလဲလို့ကိုယ့်ကိုယ်ကိုမေးကြည့်တင်တယ်။မိတ်ဆွေရဲ့ဝင်ငွေ6လအတွင်းရက်စဲသွားရင်မိတ်ဆွေက E သို့မဟုတ် S 40ပိုင်းနဲ့ဝင်သွားလိမ့်မယ်။ B နဲ့ I 40ပိုင်းသမားကတော့နှစ်ပေါင်းများစွာအလုပ်ရက်စဲသွားပြီမယ်။ဝင်ငွေကဆက်ပြီးဝင်နေအောင်မှာပဲ။ I 40ပိုင်းတန်ဖို့ I 40ပိုင်းသမားကငွေကြေးတော့ကကင်းမှုတန်ဖို့ထားတယ်။သူကိုယ်တိုင်မလုပ်ဘဲသူ့ငွေကြေးကိုအလုပ်လုပ်ခိုင်းတယ်။ ယင်းဤမြုံနံသူတွေကလုပ်ငန်းအမြောက်များမှာအရင်ဤမြုံနံကြတယ်ရွှေတင်းကအိမ်ယာချမ်းမြေစီးပွားရေးလုပ်ငန်းစတော့ရှယ်ယာငွေကြေးစာချုပ်မြူဂျူရယ်ဖန်စတဲ့လုပ်ငန်းတွေမှာယင်းဤမြုံနံကြတယ်လူတယောက်ရဲ့ဝင်ငွေဟာကိုယ်ပိုင်လုပ်ငန်းမှမဟုတ်ပဲကုမ္ပဏီတစ်ခုမှဒါမှမဟုတ်အစိုးရဖွဲ့စည်းတစ်ခုမှဝင်နေငွေဖြစ်ရင်အဲ့ဒီလူဟာ E40 ဘိုင်းမျိုးစားထဲမှာပါဝင်တယ်။တနည်းပြောရရင်အဲ့ဒီလူရဲ့လုပ်အားဒါမှမဟုတ်ဝန်ဆောင်မှုအတွက်လုပ်ငန်းရှင်ကဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကပေးတဲ့လိုအပ်ကဝင်ငွေဖြစ်တယ် ်ရင်းနှီးမြှုပ်နှံသူတွေကငားရဲ့ပိုင်ဆိုင်မှုအပေါ်ကဝင်ငွေ20ရာခိုင်နှုန်းရနေတယ်။ကုမ္ပဏီရဲ့ဘန်ဒါရဲ့အခြေအနေကိုတင်ပြပါစတဲ့ဇာတ်ကားတွေကိုပြောလို့ရှိကြတယ်။ကွဲပြားသောလေးစိတ်ပိုင်းကွဲပြားသောရင်းနှီးမြှုပ်နှံမှုဒီကိစ္စမှာကြီးဝါချမ်းသာသူပိုင်းလိုလိုရင်းနှီးမြှုပ်နှံသူဖြစ်ချင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စာသင်ကျောင်းတွေကရင်းနှီးမြှုပ်နှံမှုဘာသာရပ်ကိုကြာကြာနာနာမတင်ပေးကြဘူး။တချို့ကျောင်းတွေကတော့ store share အကြောင်းတင်ပြကြပါရဲ့။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါကိုယင်းနှိမ့်မှုလို့မယူဆဘူး။လောင်းစားလို့တာပဲလို့ယူဆတယ်။ အမှုတမ်းအများစု mutual fund နဲ့ငွေစုလုပ်ငန်းမှာယင်းနှိမ့်ညွန့်နိုင်ကြကြောင်းဖေးတတိကပြောပြဘူးလေဆရာဝန်တွေကအစိုးရအဆုံးယင်းနှိမ့်ညွန့်နိုင်သူတွေပဲလို့သူကပြောတယ်မင်းအနေနဲ့ ESB လေးစိပိုင်းတွေမှာအောင်မြင်နေပြီမဲ့ I လေးစိပိုင်းမှာမအောင်မြင်နိုင်ဘူးပြီးတော့ကွဲပြားတဲ့လေးစိပိုင်းတွေကကွဲပြားတဲ့နီလန်းတွေနဲ့ယင်းနှိမ့်ညွန့်နိုင်ကြကြောင်းကိုလည်းသူကရှင်းပြတယ်ဥပမာအစတမားတယောက်ကငါတော့အိမ်သားတွေစင်မပေးချင်တာကြောင့်အင်အားချမ်းမီလုပ်ငန်းမှာယင်းနှိမ့်ညွန့်မှုမလုပ်ချင်ဘူးလို့ပြောလိမ့်မယ် ဘီသမားတယောက်ကတော့ကျုပ်ကတော့အင်တာသက်ဆိုင်ရေးအတွက်တက်ဆိုင်တဲ့ကုမ္ပဏီကုကုကိုငှားပြီးလုပ်ကမ်းမယ်လို့ပြောလိုက်မယ်။သဘောကတော့လူတယောက်စီမှာ क्वे ပြတဲ့အသွေးခေါ်ရှိတဲ့အတွက်ကြောင့်လေးစိတ်ပိုင်းလည်း क्वे ပြသွားတယ်။တန်ဖိုးလည်း क्वे ပြသွားတယ်။ကိုရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းကိုရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းဟာဘီလေးစိတ်ပိုင်းသမားတွေအတွက်အကောင်းဆုံးလုပ်ငန်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းကအမှုရမ်း900ကျော်အထိတိုးချဲ့လုပ်ကိုင်နိုင်တဲ့အတွက်ပဲ ပြီးတော့ E နဲ့ S လေးစီပိုင်းလုပ်ငန်းတွေကဝင်ငွေအကန့်အသတ်ရှိပေမဲ့ကိုယ့်ရဲ့ဈေးကွက်ပေါ်ဆောင်ရင်လုတ်ကိုင်းတဲ့ B လေးစီပိုင်းလုပ်ငန်းကဝင်ငွေအကန့်အသတ်မရှိဘူး E နဲ့ S တမားရေအနည်းနဲ့တူးချင်းစီထုတ်လုပ်နိုင်သလောက်ပဲဝင်ငွေရရှိမယ်။ B တမားကျတော့ကိုယ့်ရဲ့လုပ်ငန်းကြီးကျယ်ရင်ကြီးကျယ်သလိုဝင်ငွေအကန့်အသတ်မရှိရရှိနိုင်တယ်။ကြီးကျယ်တဲ့ကိုယ့်ရဲ့လုပ်ငန်းကြီးကိုတည်ဆောက်ပြီး B တမားအနေနဲ့အိုင်၄၀ပိုင်းကိုလှမ်းတက်ရုံပဲရှိတော့တယ်။အဖေတတိကကျွန်တော်ကိုဒီတိုင်းပဲလမ်းညွှန်ခဲ့တယ် ျွန်တော်ကလမ်းညွှန်ချက်အတိုင်းလိုက်နာလုပ်ကိုင်ခဲ့တယ် zero company ကထွက်ပြီးကိုယ်ပိုင်လုပ်ငန်းတည်ထောင်တဲ့ကျွန်တော်လောင်ပြောင်ခဲ့ကြလို့ဖို့ကော့ဂိုင်ဘတ်အယောင်းသမားတွေဒီကနေ့အထိအယောင်းသမားဘဝမှာပဲရှိနေကြတော့မယ်သူတို့ကအတွေးခေါ်လဲမပြောင်းကြဘူးတန်ဖိုးလဲမပြောင်းကြဘူးအဲ့ဒါကြောင့်လေးစိပိုင်းလဲမပြောင်းလဲနိုင်ကြတာဖြစ်တယ်အခုဆိုရင်သူတို့ကအလုပ်ပြုတ်မှာကိုကြောင်းနေကြပြီတချို့ဆိုရင်ငိမ့်စားဝင်ဝင်မစုံမပွတ်နဲ့ငွေကြေးခက်ခဲကြုံနေကြပြီ တနည်းပြောရင်အဲ့ဒီလူတွေဟာ E နဲ့ S ၄စိတ်ပိုင်းလုပ်ငန်းတွေထဲမှာအချိန်တွေအကြာကြီးဖြုန်းခဲ့တဲ့လူတွေပဲကြီးလာရင်ဘာလုပ်မှာလဲကျွန်တော်ကလေးဘွားတော့အဖေလူငယ်ကပြောတယ်ကျောင်းမမှန်တတ်အမှတ်များများယူဒါမှမင်းအလုပ်ကောင်းကောင်းရမယ်တဲ့ဒါဟာအဖေကကျွန်တော်ကို E ၄စိတ်ပိုင်းနဲ့တွန်းပို့နေတာပဲအမေကလည်းပြောတယ်တားကိုချမ်းသာစေခြင်းနဲ့ဆရာဝန်ဒါမှမဟုတ်ရှင်းနေပြောင်းကြိုးစားပါဒါမှတားအနေနဲ့တစ်စလုံးစေချမ်းသာအောင်ပါတဲ့ဒါဟာအမေကကျွန်တော် S ၄စိတ်ပိုင်းနဲ့တွတ်သွင်းနေတာဖြစ်တယ် ဒါပေမဲ့အဖေတတိကတော့မင်းတတိဖြစ်ရင် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရမယ်လို့ပြောတယ်။သူကကျွန်တော်ကိုလုပ်ငန်းရှင်နဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်အောင်လေ့လာစီးပူဖို့တိုက်တွန်းတယ်။ကျွန်တော် VNS စစ်ပွဲကပြန်လာတော့အဖေတတိတိုက်တွန်းတဲ့အတိုင်းလုပ်ကင်မှုကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။ငွေကြေးလက်မှတ်မှု၄စိတ်ပိုင်းကိုကြည့်ပြီးငါအနေနဲ့ဘယ်၄စိတ်ပိုင်းနဲ့မှပတ်စံအများဆုံးရနိုင်မလဲလို့ကိုယ့်ကိုမေးခွန်းထုတ်ကြည့်တယ်။ကျွန်တော်ကတသက်လုံးလာခစားအမှုတန်းပွားနေလေမနေချင်ဘူးဆရာဝန်တို့ရှင်းနေလို့နဲ့လေအလုံးမလုံးချင်ဘူး။ ါကြောင့်ကျွန်တော်တို့အခွင့်အလမ်းအများဆုံးရနိုင်တာက B နဲ့ I လေးစီပိုင်းတွေပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒေါ်လာတန်းကနန်းလောက်ရဖို့အတွက်တစ်လုံးသူများမိတ်နာခံပြီးကျုံယုံလုပ်ရတဲ့အလုပ်မျိုးမလုပ်ချင်ဘူး။အလုံးမလုပ်ဘဲဂရေကရာကျွဲဝါးတဲ့တတိကြီးပဲဖြစ်ချင်တယ်။အခုဆိုရင်ကျွန်တော်ကအလုံးမလုပ်ဘဲအသေးအံမကြိုးစားရဘဲဝင်ငွေတန်းပေါင်းများစွာပိုင်နေပြီ။ကိုရဲ့စွမ်းအားကိုအသုံးချတာကြောင့်နည်းနည်းသာလှုပ်ပြီးဝင်ငွေတွေအများကြီးရနေပြီ။ ဲဒီတော့အခု၄စိတ်ပိုင်းပုံစံကိုကြည့်ဖို့မိတ်ဆွေလက်ရောက်ပြီဘယ်၄စိတ်ပိုင်းငါ့အတွက်အကောင်းဆုံးလဲလို့ကိုကိုမိကွန်းထုတ်ကြည့်ပါလူများစုအနေနဲ့ဘဝအောင်မြင်မှုမရကြတာတခြားကြောင့်မဟုတ်ဘူးအလौတာပြောင်းကြပြီ၄စိတ်ပိုင်းဘဝမပြောင်းကြလို့ပဲအလौတစ်ခုပြီးတစ်ခုပြောင်းတဲ့လူတွေကငါတော့တသက်တာအတွက်အကောင်းဆုံးအလौရထားပြီလို့ပြောကြတာကြားဘူးကြပါလိမ့်မယ်သူတို့အနေနဲ့အကောင်းဆုံးအလौရထားပေမဲ့လည်းအချမ်းသာဆုံးပုဂ္ဂိုလ်မဖြစ်ကြဘူးဘာကြောင့်လဲ၄စိတ်ပိုင်းဘဝမပြောင်းလဲကြလို့ပဲပေါ့ တန်ဖိုးနဲ့မိတ်ဆွေပြောင်းလဲခြင်းကိုရဲ့ဈေးကဖော်ဆောင်ရေးလုပ်ငန်းအရေးပါမှုတရက်ကဒီလုပ်ငန်းမှာလူသစ်တွေနဲ့ပြည့်နေနေတဲ့အချက်ပဲအဲ့ဒီအထဲကတချို့ပုံကိုယ်တွေဟာကို့အတွက်မိတ်ဆွေကောင်းတွေဖြစ်လာနိုင်တယ်ကျွန်တော်ဇီရိုကုမ္ပဏီကလှုပ်ထွက်ရမှာအခက်အခဲဆုံးအပိုင်းဟာကျွန်တော်မိတ်ဆွေအများစုနဲ့မိသားစုကအီးလေးစိတ်ပိုင်းသမားတွေဖြစ်နေတဲ့အချက်ပဲသူတို့ရဲ့တန်မှုတွေကကျွန်တော်ရဲ့တန်မှုနဲ့မတူသူတို့ကအလုပ်တည်မြဲနေတဲ့လာကမှန်မှန်ရာရေးကိုတန်မှုထားကြတယ်ကျွန်တော်ကလွတ်လပ်မှုနဲ့ငွေကြေးတုတ်ကကင်းမှုကိုတန်မှုထားတယ် မိတ်ဆွေအနေနဲ့လေးစိတ်ပိုင်းဘဝအပြောင်းလဲလုပ်ဖို့စိတ်ကူးရင်ကိုယ့်ရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းတွေဝင်ရောက်ဖို့စိတ်ကူးခဲ့ရင်အဲ့ဒါဟာအင်မတန်ကောင်းမွန်တဲ့စိတ်ကူးပဲကိုယ့်ရဲ့လုပ်ငန်းတွေဝင်ရင်မိမိနဲ့တန်ဖို့သူအုပ်စုရဲ့အထောက်ပံ့ကိုအများကြီးရနိုင်တယ်မိမိရဲ့ဘဝပြောင်းကာလမှာအဲ့ဒီလူတွေရဲ့အကူအညီဟာအများကြီးတန်ဖို့ရှိတယ်ကျွန်တော်မှာတော့အားပေးမဲ့လူနှစ်ယောက်ရှိနေတယ်တယောက်ကအဖေတတိနောက်တစ်ယောက်ကသူ့သားကျွန်တော်တငယ်ချင်းကျွန်တော်အလုတ်ထွက်မလို့ပြောတော့ဒီကောင်ယူပဲလို့အားလုံးကပြောကြတယ် ဟုတ်ပါတယ်သူတို့မြင်မှာကျွန်တော်အယူဖြစ်နိုင်ပါတယ်ဒါပေမဲ့လုံခြုံတည်မြဲတဲ့အလုပ်နဲ့လာကမှန်မှန်ရဖို့အတွက် zero company မှာကျွန်တော်ဆက်လုပ်နေရမယ်ဆိုတာကတော့ကျွန်တော်ဘုလုံလောက်တဲ့အကြောင်းမဟုတ်ပါဘူး zero မှာလောက်ကြံရခဲ့တဲ့ကျွန်တော်မိတ်ဆွေတွေကတကယ်မိတ်ဆွေကောင်းနေပါဒါပေမဲ့ကျွန်တော်ရဲ့အဓိကမိတ်ဆွေတွေကတော့ B နဲ့ S လေးစီပိုင်းဝင်နေပဲလူတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ရဲ့လေးစီပိုင်းဘောကိုကျွန်တော်အမြဲတမ်းလေးထားတယ်အီးလေးစီပိုင်းသမားတယောက်ကစီးပွားရေးလုပ်ငန်းအကြောင်းယင်းနှိမ့်နှံ့မှုအကြောင်းကျွန်တော် ကပြောတော့သူကသဘောမပေါက်ဘူးဒါမှမဟုတ်သူကလန့်နေတယ်ဥပမာဤသမားတယောက်ကိုကျွန်တော်ကကျွန်တော်ကိုယ်ပိုင်လုပ်ငန်းထောင်တော့မယ်လို့ပြောရင်ဟာခမရသိတ်စွန်စားရမှာပေါ့လို့ပြန်ပြောလိမ့်မယ်ကျွန်တော်ပြောလို့တဲ့အချက်ကကျွန်တော်တို့ကတယောက်နဲ့တယောက်အဓိကတန်မှုချင်းမတူကြဘူးဆိုတာပါပဲကျွန်တော်စိတ်ဝင်စားတဲ့အရာကိုတခြားလူကကြောက်နေတယ်ဒါနဲ့ကျွန်တော်ကသူတို့ကိုဖျဲချောက်မနေတော့ပဲရာဇီဥတုအကြောင်းအားကစားအကြောင်းပဲခေါင်းစဉ်ပြောင်းပြီးပြောရတော့တယ် ။ကိုရဲဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းဟာအလူများစုရဲ့ကအဖေတတိရဲ့ငွေကြေးလည်ပတ်မှု၄စိတ်ပိုင်းပုံစံကိုလက်တွေ့အသုံးချကြတယ်။ E employee S small business owner ဆိုရဲလုပ်ငန်းသီးပိုင်ရှင် E employee ဆိုရဲလာကစားအမှုတန်း S small business owner ဆိုရဲလုပ်ငန်းသီးပိုင်ရှင် B business owner ဆိုရဲလုပ်ငန်းကြီးပိုင်ရှင် I investor ဆိုရဲယင်းဤမြုံနေသူ ူတို့ကကုန်ရက်လုပ်ငန်းစတင်လုပ်ကင်ခြင်းတဲ့လူကို40ပိုင်ပုံစံနဲ့တကွအဓိကတန်မိုးခြင်းကွာခြားချက်တွေကအသေးစိတ်ရှင်းလင်းပြကြလိမ့်မယ်။အဲ့ဒါအဲ့ဒီလုပ်ငန်းနဲ့ဝင်လာတဲ့လူစိတ်တယောက်အတွက်တော့တကယ်အခွင့်အလမ်းကောင်းကြီးပဲ။လက္ခဏာအမှုတန်းပွားကနေပြီးလုပ်ငန်းရှင်ဖြစ်ဖို့အတွက်သင်ပေးမယ်။စီးပွားရေးလုပ်ငန်းတင်ကြောင်းကြီးပဲ။လူတိုင်းကတော့ကိုယ်ပိုင်လုပ်ငန်းချက်ချင်းတည်ထောင်နိုင်ကြမှာမဟုတ်ပါဘူး။ဒါပေမဲ့စတင်တည်ထောင်နိုင်သူတို့အနေနဲ့အားကြမှာအမှန်ပဲ။သူတို့အသင်းတိုက်သွင်းစရာမလိုဘူး။ သူတို့အချိန်ပေးဖို့လိုတယ်လေးစိပိုင်းပြောင်းလဲမှုရဲ့တန်ဖိုးနဲ့အကျိုးအပြစ်ကိုသူတို့ကိုယ်တိုင်ချင့်ကျင်ဆုံးဖြတ်ပါစေလေးစိပိုင်းတစ်ခုကနေပြီးနောက်တစ်ခုကိုပြောင်းလဲတာဟာစိတ်ပြောင်းလဲတာထက်ပိုပါတယ်တကယ်တော့အဓိကတန်ဖိုးပြောင်းလဲတာပါတန်ဖိုးပြောင်းတာအချိန်ယူရပါတယ်အက်ဒီဆင်နဲ့ဘီလ်ဂိတ်လိုလူစားနေပါတယ်ကိုယ့်ရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းကိုရှင်းပြဖို့ခက်ခဲတဲ့အကြောင်းရင်းတည်းဟာဘီလေးစိပိုင်းမှာအောင်မြင်သူအလွန်နေတဲ့အတွက်ပဲလူအများစုကကျွန်တော်တို့ရဲ့စာသင်ကျောင်းတွေနဲ့မိသားစုတန်ဖိုးတွေရာ e နဲ့ S 40ဘိုင်းတွေတည်းမှာပဲနှိမ့်ညွန့်နေကြတယ်။ကျွန်တော်ခံမှန်းချက်အရဆိုရင် လူကြီးရေ80ရာခိုင်နှုန်းက E နဲ့ S သမားတွေ15ရာခိုင်နှုန်းက I သမားတွေကျန်တဲ့9ရာခိုင်နှုန်းက B သမားတွေဖြစ်နေကြတယ်။တနည်းပြောရရင် Thomas Edison နဲ့ Bill Gates လို လူစားမျိုးတွေကတိတ်ပြီးနေနေတယ်။ကုမ္ပဏီကြီးရအမှုဆောင်အရာရှိကြီးတွေအများစုဟာ E မျိုးစားတွေပဲဖြစ်နေကြတယ်။ B မျိုးစားတွေမဟုတ်ကြဘူး။ဥပမာ General Electronic ကုမ္ပဏီရဲ့အမှုဆောင်အရာရှိဟောနာမည်ကျော် Judge Ward ဟာခုလေ အဲ့ဒီကုမ္ပဏီရဲ့အမှုတမ်းပဲဖြစ်နေသေးတယ်။သူကအလွန်တော်တဲ့ကောင်းဆောင်ကောင်းတယောက်ဖြစ်ပေမဲ့ကုမ္ပဏီပိုင်ရှင်တဲ့တီထောင်သူကသောမတ်စ်အက်ဒီဆင်သာဖြစ်တယ်။အက်ဒီဆင်မာကအမြင်ရှိတဲ့ခြေပေါ်လက်ပွားနေပြီးတော့ကဘာကျော်ကုမ္ပဏီကြီးတီထောင်နိုင်တဲ့စွမ်းအင်ရှိတယ်။ပြော မိသားကိုပြန်ပြောရရင် B လေးစိတ်ပိုင်းဝင်ကောင်းဆောင်တွေကအလွန်ပဲနေပါလှတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့လုပ်ငန်းကောင်းဆောင်တွေကစီးပွားရေးလုပ်ငန်းအခွင့်အလမ်းကြောင့်ပြောပြတဲ့အခါမှာလူတွေကသဘောမပေါက်ကြဘူး။သူတို့အနေနဲ့ဘလောက်ကြီးတဲ့ခွင့်ယူရှာဖွေနေတယ်လဲဆိုတော့ပြပြသားသားမသိကြဘူး။သူတို့က E နဲ့ S ဘဝတွေနဲ့ဂျင်းနေကြတယ်။အခွင့်အလမ်းကောင်းကြီးတွေလက်လွတ်ကုန်အောင်မတွေးမိကြဘူး။ကျွန်တော်အနေနဲ့ကတော့ နိုင်ငံကလေးကဖေတိနဲ့တွေ့ခဲ့ရတာကတိတ်ပြီးကန်ကောင်းတယ်လို့ပြောရလိမ့်မယ်။သူ့ရဲ့တင်ပြမှုကြောင့်ကျွန်တော်ကမိမိရဲ့ကိုယ်စွမ်းဉာဏ်ဆောင်ဘီ40ပိုင်းစွာတယ်ကိုသွတ်သွင်းနိုင်ခဲ့တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ကလာကစားအမှုတန်းအဖြစ်၄နှစ်ပဲလုပ်ခဲ့ရတာ။ကျွန်တော်ကအသက်ကြီးလာတဲ့အခါ E နဲ့ S သမားဘဝနဲ့အယုံမထုတ်ချင်ဘူး။ကျွန်တော်ဖြစ်ချင်ဆုံးက B နဲ့ I 40ပိုင်းသမားတွေပဲ။ကိုယ့်ရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းကိုစတင်လုပ်ကြမယ်လို့မိတ်ဆွေဆုံးဖြတ်ပြီးအပေါင်းအသင်းတယောက်ကိုပြောပြရင်၄၀ပိုင်းပြောင်းလဲခြင်းနဲ့မိတ်ဆွေအနေနဲ့ဘယ်၄၀ပိုင်းကို ။ဘာကြောင့်ရွေးချယ်ခြင်းဖြစ်ကြောင်းသူ့ကိုသဘောပေါအောင်ရှင်းပြပါ။အဲ့ဒါလို့ရှင်းပြခြင်းကကျုပ်တော်ဒီလုပ်ငန်းစလို့တော့မယ်ဗျာလို့ဒုံသီလီကြီးပြောခြင်းထက်ပိုပြီးကြိုးရှိပါတယ်။စောစောပိုင်းကကျွန်တော်ပြောခဲ့သလိုဒီလုပ်ငန်းကိုရှင်းပြဖို့ခက်တဲ့အကြောင်းတရက်က B40 ပိုင်းနဲ့တရားရုပ်ကိုတီကျွမ်းတဲ့လူတိတ်ပြီးနေတာကြောင့်ပဲ။သူတို့ပတ်ဝန်းကျင်မှာ E နဲ့ S တမမိတ်ဆွေတွေနဲ့မိသားစုတွေပဲရှိနေတာဒါကြောင့်စိတ်ရှိပါမိတ်ဆွေရဲ့ခံယူချက်တွေကိုရှင်းပြရမှာ၄၀ပိုင်းပုံစံကိုအသုံးချပါ သူတို့တရေမိတ်ဆွေရဲ့ခရီးလမ်းမှာလက်ကမ်းပါဝင်လာကြလိမ့်မယ်။ဒါပေမဲ့ခရီးလမ်းကအမြန်ဆုံးတတိဖြစ်နေစီမံကိန်းမဟုတ်ဘူး။လုပ်ငန်းအစီအစဉ်တစ်ခုသာဖြစ်ကြောင်းသူတို့နားလည်ပါစေ။ခရီးလမ်းကအချိန်ကြာချင်းကြာမယ်။မိတ်ဆွေစိတ်ဝင်စားရင်၅နှစ်စီမံကိန်းကိုကျွန်တော်အဆိုပြုခြင်းနဲ့၅နှစ်စီမံကိန်း၅နှစ်စီမံကိန်းဘာကြောင့်တတ်မှတ်ရသလဲ။လို့ကျွန်တော်ကိုမကြာခဏမေးကြတယ်။အောက်ပါအကြောင်းသုံးချက်ကြောင့်တတ်မှတ်ရတာပါ။၁ Coffee Sense လုပ်ငန်းဖြစ်တဲ့ Starbucks ကုမ္ပဏီကိုတည်ထောင်မှုအချိန်ကြာကြီးယူခဲ့ရတယ်။ဟမ်ဘာဂါမုတ်ဆိုင်လုပ်ငန်းဖြစ်တဲ့ McDonald's ကုမ္ပဏီလည်းအချိန်ယူခဲ့ရတယ်။အလားတူပဲ Electronic ကုမ္ပဏီကြီးဖြစ်တဲ့ Sony လည်းအချိန်ယူခဲ့ရတာပဲ။တနည်းပြောရရင်စီးပွားရေးလုပ်ငန်းကြီးတွေနဲ့လုပ်ငန်းကောင်းဆောင်တွေလည်းနှစ်ပေါင်းများစွာအချိန်ယူခဲ့ကြရတယ်။လူများစုကအချိန်ကာလကိုမတွေးကြဘူးချက်ချင်းတရေဖြစ်ရင်ပဲအဓိကထားပြီးတွေးကြတယ်။ဒါကြောင့်ဒီ40ပိုင်းလုပ်ငန်းမှာလူတွေတိတ်ပြီးနေနေတာလူများစုကပတ်စံမဲ့လူညင်ကြတယ်အချိန်ကိုရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားကြဘူး။ အစောပိုင်းကပြောခဲ့တဲ့အတိုင်းတင်ယူခြင်းဟာရုပ်ပိုင်းကိစ္စဖြစ်တယ်။ရုပ်ပိုင်းတင်ယူခြင်းဟာစိတ်ပိုင်းတင်ယူခြင်းထက်ပိုပြီးအချိန်ကြာတတ်တယ်။ဥပမာကျွန်တော်ကစပိန်စီးတင်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုပါစို့။ဒါပေမဲ့တကယ်လက်တွေ့တင်ယူတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တဲ့ရုပ်ပိုင်းဆိုင်ရာတင်ယူခြင်းကပိုပြီးအချိန်ကြာတာကိုတွေ့ရတယ်။ကောင်းတဲ့ချက်ကရုပ်ပိုင်းဆိုင်ရာတင်ယူမှုစတင်လုပ်ကိုင်တာနဲ့ဒီပိုင်းနဲ့ရေဘူးရအပြင်တစ်ခုခုတော့အမြဲတမ်းတက်မြောက်သွားတော့တာပဲ။ နှစ်အခြားတစ်ဘက်ကကြည့်ရင်အကျင့်ကိုပေးပြခြင်းဟာလည်းရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ပဲဆိုရိုးတစ်ခုရှိတယ်ခွေးကိုလက်တင်သည်တင်ပေးလို့မရဆိုတဲ့ဆိုရိုးပါပဲတော်ပါသေးရဲ့ကျွန်တော်တို့ကခွေးမဟုတ်ပဲလူဖြစ်နေလို့ဒါပေမဲ့ဆိုရိုးစကားစကားကမှန်တင်းတလောက်မှန်ပါတယ်လူတွေကအသက်ကြီးလာလေလေအရင်တော့နှစ်ပေါင်းများစွာဆွဲနေတဲ့ အကျင့်တွေကိုပယ်ဖြတ်ဖို့ခက်လီလေးပဲအကြောင်းတရားကလူများစုက E နဲ့ S 40ဘိုင်းဘဝတွေမှာပဲဂျေနဲ့နှစ်သိမ့်နေကြတယ်လေဘာဖြစ်လို့လဲဆိုတော့သူတို့ကအဲ့ဒီဘဝမှာပဲလုံခြုံစိတ်ချရတယ်လို့ထင်နေကြတာကိုသူတို့ကအဲ့ဒီဘဝတွေမှာ နေနေဖို့ကိုပဲနှစ်ပေါင်းမြောက်စွာတည်ယူလာခဲ့ကြတာကိုဒါကြောင့်မို့အဲ့ဒီဘဝတွေကနောက်ဆုံးမှာဘာမှအကျိုးမရှိတဲ့အတိုင်းသူတို့အတွက်တသောတသာရှိတယ်ထင်းလို့အဲ့ဒီဘဝတွေကိုပဲပြန်သွားကြတာပေါ့တည်ယူဖို့အချိန်ယူပါအကျင့်ဖြောက်ဖို့အချိန်ယူပါ လေးစီပိုင်းဘဝပြောင်းမှုအချိန်ယူပါလူတယောက်ကအချင်းဖြောက်လိုက်တာနဲ့တပြိုင်နက်အတိလဲတိုးလာတာပဲပိုးတုံးလုံးဟာနံပါတ်3ပိုးတုံးလုံးဟာလိပ်ပြာမဖြစ်ခင်ပိုးရင်အရင်လုတ်တယ်လေရင်မောင်းတင်တဲ့ဟာကျွန်တော်ရဲ့ပိုးရင်ပဲကျွန်တော်ကဘွဲရပြီးတဲ့နောက်မှာလေရင်မောင်းတင်တဲ့တက်တယ် BNN စစ်ပွဲဝင်နှွဲဖို့လေတရဲအသင့်ဖြစ်နေတယ်တကယ်လို့ရရသားလေရင်မောင်းတင်တဲ့အကြောင်းကိုလည်းတက်ခရင်လေရင်မောင်းဖြစ်နေသည်တိုင်ကျွန်တော်ကစစ်ပွဲအတွက်အသင့်ဖြစ်ချင်မှဖြစ်လိမ့်မယ်စစ်သားလေရင်မှုနဲ့ရရသားလေရင်မှုကမတူတာရှိတယ် ကွာခြားမှုတွေလည်းရှိတယ်။ကျွမ်းကျင်မှုလည်းကွာခြားတယ်။တင်နန်းရဲ့တင်းကျပ်မှုလည်းကွာခြားတယ်။တင်နန်းပြီးဆိုရင်စစ်မြေပြင်ထွက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်လည်းကွာခြားတယ်။ကျွန်တော်ဖလော်ရီဒါပြည်နယ်မှာအခြေခံလေယာဉ်မောင်းတင်နန်းနှစ်နှစ်နီးပါးတက်ရတယ်။ကျွန်တော်ကအတောင်ပံပေါက်ပြီးလေတရေဖြစ်ပြီးအဲဒီနောက်ကယ်လီဖိုးနီးယားပြည်နယ်ပန်ဒက်တန်စကံအစင်းမြင့်တင်တဲ့ညောင်ပြောင်းရတယ်အဲ့ဒီမှာကပြန်တန်းနေတဲ့တိုက်ခိုက်နေကိုဦးစားပေးတင်ရတာလေးချက်မှုကတိတ်ပြီးအချိန်မြင့်တယ်တင်နန်းဆင်းပြီးတော့ BNN သွားဖို့တစ်နှစ်တိတိပြင်ဆင်ရသေးတယ ခဏခဏပြန်တန်းလေ့ကျင့်ရတယ်။တင်ကြားရေးပိရမစ်ရဲ့အင်္ဂါ၄ရပ်ဖြစ်တဲ့စိတ်ပိုင်း၊ရုပ်ပိုင်း၊ခံစားမှုပိုင်းနဲ့နာမ်ပိုင်းဆိုင်ရာစမ်းသပ်ချက်တွေကိုစစ်ဆေးခံရတယ်။အဲ့ဒီတင်တန်း၈လလောက်တက်ပြီးတော့ကျွန်တော်အသွင်းစိတ်မှာတစ်ခုခုပြောင်းလဲလာတယ်။လင်းလေ့ကျင့်ပြန်တန်းမှုတစ်ခုမှာကျွန်တော်အစစ်မြေပြင်ထွက်ဖို့အသင့်ဖြစ်နေတဲ့လေတရေတအုပ်ဖြစ်နေပြီးလို့ကိုယ့်ကိုယ်ကိုခံစားမိတယ်။တန်တရားစိတ်နဲ့ကြောက်စိတ်တွေကိုမောင်းထုတ်ပြလိုက်တယ်။ပြန်တန်းခြင်းကကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတယ်။ကျွန်တော်စိတ်တွေတည်ငြိမ်လာတယ်။လေရင်ထဲမှာနေရတာကိုကျွန်တော် ိမ်ထဲမှာနေရတယ်လို့ထင်လာတယ်။လေရင်ကကျွန်တော်ရဲ့အစီအပိုင်းတစ်ခုဖြစ်လာတယ်။ကျွန်တော် VNN ကိုစစ်ထွက်ဖို့အသင့်ဖြစ်ပြီးတကယ်တော့ကျွန်တော်မကြောက်ဘူးမဟုတ်ပါဘူး။ကြောက်ပါတယ်။သေမာကိုကြောက်ပါတယ်။အဲ့ဒီတဲ့အသက်ရှင်ရတဲ့အကျိုးအကန့်ဒုက္ခတာဖြစ်မှာပို့ပြီးကြောက်ပါတယ်။ချမ်းသာချက်ကအခုကျွန်တော်စစ်ပွဲသွားဖို့အသင့်ဖြစ်ပြီးကျွန်တော်ရဲ့ကိုယ့်ကိုယုံကြည်မှုကကျွန်တော်ရဲ့ကြောက်စိတ်ထက်ပို့ပြီးအားကြီးနေပြီ။အဲ့ဒီလိုဘဝပြောင်းပညာရေးမျိုးကိုယ့်ရဲ့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ငန်းမှာအများကြီးတွေ့ရတယ်။ ျွန်တော်ရဲ့လုပ်ငန်းရှင်ညီကြီးတွေနဲ့ယင်းနှမြတ်တဲ့ဖြည့်ရည်ရီမှန်ချက်ဟာလေတိုက်ပွဲအတွက်အသင့်လေတရေဖြည့်ရည်ရီမှန်ချက်နဲ့အတူတူပါပဲကျွန်တော်ကစီးပွားရေးမှာနှစ်ကြိမ်တိုင်တိုင်စောကြောခဲ့ပြီးမှအဲ့ဒီစိတ်ဓာတ်ကိုရရှိခဲ့တာပါအဲ့ဒီစိတ်ဓာတ်ကိုစွန်ဦးတည်ထွင် စိတ်တဲလို့ခေါ်ကြပါတယ်အဲ့ဒါအခက်ခဲတွေဘလို့ကြုံရကြုံရကျွန်တော်ကို B နဲ့ I ဘက်မှာကြံ့ကြံ့ခံရက်တီနံကိုတွန်းအားပေးတဲ့စိတ်ပါပဲ E နဲ့ S ဘဝရဲ့တတ်တာလုံးမျိုးကိုမတက်မှတ်ပဲကျွန်တော် ဘီဘွားမှာပဲရက်တည်နေခဲ့တယ်ဘီဘွားရဲ့တတ်တာလုံခြုံမှုကိုရဖို့အတွက်လည်းကျွန်တော်15နှစ်တိတိအချိန်ပေးခဲ့ရတယ်9နှစ်စီမံကိန်း30နှစ်ကျွန်တော်လုပ်ငန်းသစ်တစ်ခုဥပမာတိုက်တာအင်ရဲ့လုပ်ငန်းမှာယင်းနှိမ့်ညွှန်မှုကိုလေးလာဖို့ဆုံးဖြတ်တဲ့အခါလုပ်ငန်းတဘာဝကိုတည်နာလေဖို့အတွက်အချိန်ကာလ9နှစ်သတ်မှတ်တယ် Store Share လုပ်ငန်းမှာယင်းနှိမ့်ညွှန်မှုလုပ်ငန်းကိုလေးလာတဲ့အခါမှာလေးလာချိန်9နှစ်ပဲသတ်မှတ်ပါတ လူများစုကယင်းနှမြုံမှုလုံးကြီးကြတယ်နည်းနည်းပပရှုံးသွားတယ်ဆက်မလုပ်တော့ပဲရက်ပစ်လိုက်ကြတယ်သူတို့ကပထမအမှောက်ပြုလုပ်ပြီးနောက်လက်မြောက်သွားကြတယ်အဲ့ဒါကြောင့်ဘာအသိပညာမှမရကြတာပေါ့အဖေတတိယပြောတယ်တကယ်အောင်နိုင်သူတွေကဆုံးရှုံးခြင်းဟာအောင်နိုင်ခြင်းရဲ့အစိတ်ပိုင်းတစ်ခုဆိုတာကိုသိတဲ့လူတွေပဲကွာအောင်နိုင်သူတွေကဘယ်တော့မှမရှုံးနိုင်ဘူးလို့တွေးတဲ့လူတွေကတကယ်အရှုံးသမားတွေပဲအရှုံးသမားတွေကအောင်နိုင်ရေးကိုစိတ်ကူးရင်ညားတယ်အမှားမလုပ်မိအောင်အထူးသတိထားပြီးရှောင်ကြတယ်တဲ့ ကျွန်တော်ကတော့အမားတွေအများကြီးလုတ်ဖြစ်ဖို့အတွက်ဒီနေ့အထိ9နှစ်စီမံကိန်းအသုံးပြုလုပ်မယ်။ဘာကြောင့်လဲဆိုတော့အမားများများလုံးမိလေလေသင်ကန်းစာများများရလေလေ9နှစ်တွင် ကျွန်တော်ပို့ပြီးဒေါ်လာလေလေဖြစ်လို့ပဲ9နှစ်တွင်မှာကျွန်တော်ဘာအမားကိုမှမလုပ်မိလွန်ခဲ့တဲ့9နှစ်ကတည်းကဘာမှပို့ပြီးဒေါ်လာမှမဟုတ်ဘူးအသက်9နှစ်ပိုကြီးလာရုံပဲခကြီးကမဆုံးသေးဘူး ကျွန်တော်စီးပွားလုပ်ငန်းခရီးထွက်လာခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီလိလာကြရတွေကအများကြီးကြံသေးတယ်ကျွန်တော်ခရီးကတစ်လုံးပြီးဆုံးမှမဟုတ်ဘူးကံကောင်းတာကတော့ကျွန်တော်များများလိလာလေးလေးပတ်စံများများရလေးလေးအလုတ်တတ်တာလေးလေးပဲဘယ်သူမှဆိုဒီခရီးကိုစတင်ခြင်းတော့လိလာဖို့ကြီးထွားဖို့အဓိကတန်ဖိုးပြောင်းဖို့နဲ့မိတ်ဆွေတွေတွေ့ဖို့အတွက်အချိန်ကာလ၅နှစ်ပြီပါလို့ကျွန်တော် တိုက်တွန်းပါတယ်အချို့စကားပြောရရင်ကွန်ရက်ဈေးကဖော်ဆောင်ရေးလုပ်ငန်းဟာစီးပွားရေးလုပ်ငန်းပညာကိုသာပြီးနိုင်တာမဟုတ်ဘဲနဲ့ စမိတ်ဆွေတစ်တွေတိုးပွားအောင်လည်းလုပ်ပေးနိုင်ပါတယ်အဲ့ဒီပုံကိုယ်တွေကမိမိနဲ့တခီးတဲသွားတွေဖြစ်ပြီးတော့တန်ဖိုးခြင်းနဲ့တူညီကြပါတယ်ကျွန်တော်အဖို့တော့အဲ့ဒီပုံကိုယ်တွေကတန်ဖိုးမဖြစ်နိုင်တဲ့မိတ်ဆွေကောင်းတွေပဲလန်ခီးကမိတ်ဆွေကောင်းတွေမတွေ့ရင်ခကြီးမပေါက်တတ်ပါဘူးငွေကြေးလောကစီးပွားရေးလောကနဲ့လူလောကမှာမတူ क्वे ပြားတဲ့လူလေးမျိုးရှိရအောင် အဖေတတိယ၄စီပံပုံစံနဲ့ဖော်ပြခဲ့ပါတယ်အဲ့ဒီပုံစံကျွန်တော်အဖို့အကျိုးရှိသလိုမိษွေတို့အတွက်လည်းအကျိုးရှိမှာပါနောက်လာမယ့်အခန်းကျတော့မိษွေပုံရက်တည်ထောင်ပြီးစီးပွားလုပ်ငန်းရှင်ဖြစ်လာခြင်းရဲ့တန်ဖိုးအကြောင်းကိုတင်ပြပါမယ်အပိုင်း၆ကိုဆက်လက်နားထောင်ပြပါဦးခင်ဗျာ